ဒီထဲမှာရောလေပေါ်မှာပါပြန်တန်းနိုင်နေငါပူနွေးတဲ့ပင်လယ်ဒေသမှာနေထိုင်ကြတဲ့ Fire Fish တွေဟာပင်လယ်သမုတ်တရားရဲ့အပေါ်ဆုံးလွှာရင်မြစ်နေပြင်အောင်ပေ656ပေအနက်မှာတွေ့ရတတ်တဲ့ငါးမျိုးစိတ်တမျိုးပဲဖြစ်ပါတယ်မျိုးစိတ်ပေါင်း64မျိုးခန့်ရှိပြီးမျိုးခွဲပေါင်း9မျိုးခန့်ဖြင့်ဖွဲ့စည်းထားပါသည်။အခြားငါးမျိုးစိတ်များနဲ့မတူဘဲလေပေါ်မှာပြောင်းလဲနိုင်ကြတဲ့တစ်ခုတည်းသောမျိုးစိတ်ဖြစ်ပါသည်။ ထုံကားတွေပြန်တန်းနိုင်ချင်မှလည်းငက်မျိုးစိတ်များကဲ့သို့အတောင်များပါရှိခြင်းကြောင့်လားဆိုတာကိုတော့ဖိတုံးစီရပါပဲထူခြားတဲ့တောင်မများဟာနေပေါ်ပြန်ချင်မှခန္ဓာကိုယ်မှဖျက်ထွက်လာပြီးရေကူးချိန်မှာတော့ခန္ဓာကိုယ်နဲ့လက်ညှိုးညီထူစွာပြန်လည်တိမ်ထားနိုင်ကြပါတယ်တို့ပေမဲ့ထူပြန်တန်းနိုင်တဲ့အရာများဟာအတောင်မှန်များမဟုတ်ပဲအတောင်မှန်တစ်ခွဲဆွမ်းဆောင်နိုင်တဲ့ရေရဲတစ်ခုပဲဖြစ်ပါတယ်။ အဆိုပါရေရက်များဟာငါးများကိုရေပေါ်လေးပိခန့်အထိခုန်ပြန့်နိုင်ပြီးတခါခုန်ပါကအကွာအဝေး650ခန့်ရောက်သည့်အထိလေဟုန်စီးနိုင်ကြောင်းလည်းသိရပါတယ်။အချို့သောမှတ်တမ်းများမှာအဆိုပါငါးများရဲ့လေဟုန်စီးနိုင်တဲ့ခရီးကွာဝေးဟာပေပေါင်း1300ကျော်အထိဝေးကွာကြောင်းမှတ်တမ်းတင်ထားမှုများလည်းရှိနေပါတယ်။